လုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဘိုးကြီးချန်တဲ့ဒီကနေပြန်လည်ပြီးတော့ကြိုးစို့လိုက်ပါတယ်ဒီနေ့ညမှာတော့စာရေးသူမှန်ရရေးသားထားတော့ပရလောကဇာလန်နှစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာလန်နေ့မစားတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်သွားပြီးဒီနေ့ကခေါင်းကောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ေသွဲကတက္ကသိုလ်ဒူရီယန်နဲ့တောင်းတူပေသွဲတက်နေတဲ့တက္ကသိုလ်ကတက္ကသိုလ်တွေရဲ့ထုံးစံအတိုင်းမြုံနဲ့ခဝဝေးမြို့ပြင်ဘက်မှာတော့ပုံမှန်ចောင်းသားတွေအတွက်ကတော့သွားရေးလာရေးဒကူဒကနိုင်လုံးတာပေါ့ဒါပေမဲ့ပေသွဲမိသားတွေကတော့ចောင်းထဲမှာပဲစံပွင့်ထားတဲ့သူတွေဆိုတော့ចောင်းထဲမှာပဲနေကြတယ်ဒီတော့ကေသွဲကတက္ကသိုလ်ចောင်းသူဘွားနေစဉ်အစားဆုံးကိုတက္ကသိုလ်ဘရဝန်ထဲမှာပဲငင်းဝေးစွာဖျက်ဆီးနေရတဲ့သူပေါ့မနေ့ဆိုရင်တော့ အိမ်ကိစ္စဆိုင်ကိစ္စဘာမှမလုပ်ရပါမိညနေစိုးစားသင်ပြီးအိမ်ပြန်ရောက်တာနေဆိုင်ထဲမှာခုံတွေတိမ်တပြဲစိလေရေးပြန်တဘူးတွေခွက်တွေတိမ်စားတဲ့အလုပ်တွေကိုပြေးတွေလုပ်ပေးရတယ်ပြန်တဲ့အစားအသောက်တွေပြင်ဆင်တာတွေကတော့ပြန်တဲ့မောင်နှမတွေလုပ်ရတာပေါ့ဒါတော့ကိတွေကငွေချင်းအလုံးထဲမှာဆယ်တန်းအောင်နေတူတဲတော့သူမလို့အခွင့်ထူးခံလို့တောင်ပြောလို့ရသေးတယ်တခြားမောင်နှမတွေဆိုမနဲ့လဲအစောကြီးတာညာဘက်ဆိုလေအိပ်ရမဝဲခင်အထိ အလုပ်တွေတန်းစီနေအောင်လုပ်ရတယ်။အလုပ်သမားမငှားပေမိသားစုတွေကြီးလုပ်တော့ပင်လန်းပင်မန်းတလို့အချိုးမြတ်ရတော့လေအတော်လေးများတယ်ပြောရမှာပေါ့။ဧသွဲကတော့ညနေခင်းစိုင်သိမ့်တန်ရှင်ရဲ့လုပ်တွေကိုမလုပ်ချင်ဘူး။တောင်မစာတင်ရတာကထန်တင်ရတယ်ဆိုပေမဲ့ဘာကပင်မန်းလို့ပင်မန်းမှမသိအိမ်ပြန်ရောက်ရင်အေးစစ်စစ်နားယူချင်တာ။ဒီတော့ညနေပဲစိုင်သိမ့်ရတဲ့အလုပ်ကဧသွဲကိုအတော်လေးစိတ်နှောက်ရက်ဖြစ်စေတာပေါ့။ဒါနဲ့တနေ့ဧသွဲညနေအတန်းပေးတာတော့အိမ်မပြန်ဖြစ်သေးဘူး။ ညနေ၄နာရီကျော်ကျော်ဆိုကျောင်းထဲမှာလူတော်ဆဲသွားပြီးခြေသွေးအတန်းထဲမှာပဲထမ်းပြီး MP3 နေအချင်းနားထောင်ရင်အချင်းဖြုံးနေလိုက်တကယ်ကတော့စိုင်းသိမ်းမပေးခြင်းလို့မပြန်သေးတာပေါ့အဲ့ဒီလိုနေညနေ၅နာရီလောက်ထိဖြစ်လာအချင်းကလည်းတရဲတလေဆီယမစီစာလိုက်မင်းရင်နောက်ကျတဲ့တော့အင်္ဂါကေသွဲကိုထုတ်ပြီးသိဖို့ရတာမျိုးတော့မရှိဘူးပေါ့အတန်းထဲမှာကေသွဲထိုင်းနေတော့နောက်ဘက်အပေါက်ကလည်းအတန်းထဲကိုကောင်းမလေးနဲ့ဝင်းလာတစ်ချက်တော့လှည့်ကြည့်လိုက်တယ် တော်မလေးနှစ်ယောက်မှာတစ်ယောက်ကသပင်ကြောလေအကျော်တစ်ယောက်ကနားအုပ်ယုံသပင်ကဝဲလေးနေနှစ်ယောက်လုံးကခေသွဲတို့အတန်းထဲကចောင်းသူတွေမဟုတ်တဲ့အပြင်နှစ်ယောက်လုံးကမျက်နှာတိတ်တွေနဲ့မလို့ခေသွဲလေးဘာမှမပြောတော့ပြီးဖြစ်ပြန်လှဲနေလိုက်တယ်တော်မလေးနှစ်ယောက်ခေသွဲအနောက်သုံးခုံကျော်လောက်မှာဝင်းထံပြီးစကားပြောနေကြတယ်ခေသွဲကတော့ငကြက်ပြန်တက်လိုက်တော့ဘာတွေပြောနေလဲမကြားရတော့ဘူးဒါပေမဲ့အဲ့ဒီကောင်မလေးနှစ်ယောက်ဝင်းလာပြီးစိတ်မကြခင်ပါပဲပုံဟောင်းနေတဲ့အနံကြီးစားထွက်လာ နေရတာလေဘာကိုစိတ်သိမ်းထားမှမသိဘူးစိတ်သိမ်းတွေတဖြန်းဖြန်းထလာဒါနဲ့ကေသွဲမလုံမလဲနဲ့နောက်လေကြည့်တော့ခေါင်မာလေးတွေကလေခေါင်းကြီးဆိုင်နေရကလေကေသွဲကိုဆက်ကနေမော့ကြည့်ယုတ်တိကြီးနေနေဆိုတော့ကေသွဲလေပြုံးမပြကျဲတာဖြည့်ပြလှက်နေတာပေါ့နောက်9မိနစ်လောက်ထိအနံလဲမပြောင်းစိတ်သိမ်းတွေလေထမြဲထဆဲဖြစ်နေတော့ကေသွဲလေငကြက်ပြန်ဖြုတ်ပြီးပြန်ဖို့ပြင်လိုက်အမီသူတွေလွယ်တဲ့ထန့်နေတဲ့အထိအနောက်မှာစကားတွေတိုးတိုးပြောနေတဲ့ကြားရတော့ ပြီးတော့သူတို့မပြန်သေးရင်လေပြန်တဲ့အချိန်အခန်းတကာပိတ်ခဲ့ဖို့ပြောမဲ့ဆိုပြီးနောက်လေကြည့်လိုက်တော့အနောက်မှာဘယ်သူမှမရှိတော့ဘူးထေသွဲလှဲမကြည့်ခင်စက္ကန့်ပိုင်းအထိကိုစကားပြောတဲ့ကြားနေရတော့ဘူးအကူကြီးတော့မရှိတော့ဘူးဆိုတော့ထေသွဲနည်းနည်းတော့ကြောင်သွားတယ်မယုံနိုင်သလိုဖြစ်ပြီးမလုံးမရှိရက်နေမိတော့ကိုစက္ကန့်တော့ကြာပြီးမှဟိုရောဟိုရလာပုံးနေကြတာလားဒီလိုဆိုတဲ့စိတ်ဝင်လာတော့အတန်းထဲမှာလိုက်ကြည့်သေးတယ် ေတွေကတွေဘယ်သူမှမရှိတာလုံးဝသိကြပြီဒီတော့မှကြောက်စိတ်နဲ့ဝင်လာတာနဲ့ဇွဲကြီးကောက်လွယ်ပြီးအနောက်ဘက်အခန်းဘောက်ကိုသွားပြီအခန်းကအရှိတဲ့ဘောက်နောက်တစ်ဘောက်ရှိတယ်ပြီးမှရှေးဘောက်ကနေကေတွေပြန်ထွက်ပြီးအပြင်ကနေတကားချက်ထုတ်ပြီးလှည့်ထွက်မယ်အလုပ်မတော်ကြံသေးတဲ့နေ့အခန်းထဲကနေသောသားထွက်တလို့အတန်နေတန့်ပြောတန်ကြလို့ကေတွေလှည့်ကြည့်လိုက်တော့ပြတိမောက်တကားရွက်မှန်ကနေတစင်မြင်ရတာကအထဲမှာဘုန်းကကောင်မလေးနှစ်ယောက်ရက်နေတယ် သိသွဲကိုတိုင်တခန်းလုံးစိတ်ကြည့်တုံးကဘယ်သူမှချိမိနေတာတေချာတိပြီးသားဆိုတော့အခုသူတို့နေရကိုအထဲမှာမြင်လိုက်ရတာကသိသွဲအတွေ့တကယ်ရှောရစီတာပေါ့သိသွဲဘာမှမပြောနိုင်ပြီမျိုးလုံးပြူးသားနဲ့ကြည့်နေပြီတော့နှစ်ယောက်သားကပြတင်းမောက်ကနေတကားမကြီးပဲကြောက်လာပြီအခန်းတကားကြီးကိုတုံတုံထိုးတော့တာပဲတုံတုံထိုးတဲ့ကြတော့မှခေတွေလည်းအသိကပ်ပြီတခါလဲလှည့်ပြီးအဆောင်ကနေထွက်ပြီးတော်တော်လှန်လှန်ထိခေတွေနောက်ကိုတစ်ဆက်မှလှည့်မကြည့်ပဲပြေးတာမလမကမ်းမှာ တိုင်းခမ်းပဲပြန်လာတယ်ဆီယမတွေကိုတွေ့မှာနည်းနည်းစိတ်သက်သာရရှားသွားတယ်ဒါနဲ့ကိုချင်းတဲ့ပြီဆီယမတွေနောက်ကနေမတိမတာကတ်လိုက်ဖေသွဲတို့ဆိုင်ဘက်ကိုချိုးရမယ်လမ်းဆောင်နာရောက်တော့မှာလူခွဲလာလိုက်စိတ်သက်သာတယ်ဆိုပေမယ့်ရင်တွေတုံးနေတုံးပဲအမေကိုပြောပြရမယ်လို့တွေးပြီဆိုင်ဘက်ချိုးလာတော့ဆိုင်ထဲကနေကိုနေကကောင်မလေးနေအောင်ထွက်လာတာတွေ့လိုက်သူတို့ကလေဖေသွဲကိုမြင်တယ်မျက်နှာတွေတွေနဲ့မကြည့်တလို့ကြည့်ပြီတောင်းဆောင်တွေပဲထွက်သွားကြတယ် ။ဒါနဲ့ကိတ်တွေစိုးရိမ်စိမ့်နေတွေးမိတာကသူတို့ကတရေမဟုတ်ပဲလူတွေများလား။ငါကတရေထင်ပြီးအခန်းထဲပိတ်ခဲ့တာကိုမကျင်းနဲ့လို့အမိတ်စီကိုလာတိုင်းကြတာများလား။ကိတ်တွေဒီလိုတွေးမိလိုက်။ကိတ်တွေမိဘတွေကတောင်းထဲမှာပဲဆိုင်ခွင်ထားတာဆိုတော့ကိတ်တွေတို့ကတော်တော်များများနဲ့ទីကြတာကိုဆိုင်ထဲအမြန်ပြေးဝင်သွားတော့အမေတို့ကဆိုင်သိမ့်ပြီလို့ဖြာခင်းပြီးအတီးရက်တွေတောင်ထိုင်လေးနေကြတယ် အမေဘယ်နဲ့ကကောင်မလေးနဲ့ကွာဘာလာလှုပ်သွားတာလဲဒီလိုမေးတော့အမေကဘယ်ကောင်မလေးလေဘယ်သူမှ မလာပါဘူးကြောင်တဲ့လူမှမရှိတော့တာဒီလိုပြောတယ်တခြားမောင်နှမတွေကိုမေးကြည့်တော့လေသူတို့ကဘယ်သူမှမလာပါဘူးလို့ပြောတယ်ဖြည့်တွေ့လေအများနဲ့တယောက်ဖြစ်နေတဲ့အပြင်အစားကလေးကလူလားတရက်လားအသေးကွဲတဲ့ကိစ္စဆိုတော့ဘာမှထမပြောတော့ပဲငိမ့်နေလိုက်တော့တယ်အဲ့ဒီလိုနဲ့ဖြည့်တွေ့ဝေစားလဲပြီးခဏနာမှုတ်စားပြီး အင်တာတက်ချင်လာတာနဲ့အင်တာသွားတက်တယ်။ဖေသွေးတို့ကအင်တာသီးသန့်ဆောက်ထားတာမျိုးမရှိပေ။ကြောင်းအင်တာပဲတုံးကြတာဆိုတော့အနည်းဆုံးကြောင်းအင်တာပဲတုံးပြေးကြတယ်။အင်တာကလည်းဝေဝေးလက်လက်မဟုတ်ဘူး။ဆိုင်ကနေခြေလန်း340ဆိုရောက်ပြီ။ဖေသွေးအင်တာတက်ပြီးပြန်လာတော့အခန်းထဲမှာတုံးကရသလိုအပုံးနဲ့ကြီးရပြီ။အဲ့ဒီတုံးကလိုပဲသသိန်းတွေကထလာပြန်။ပြီးတော့စိတ်လျှောက်ချလာတာနဲ့ဖေသွေးဆိုင်ဘက်မြန်ပြန်လာပြီ။အိမ်ထဲရောက်ခါစားရှိသည် အကိုအကြီးဆုံးကဝန်ကညီနောက်လိုက်လာတဲ့ကောင်မလေးနှစ်ယောက်ကဘဲသူတွေလေတငယ်ချင်းတွေလေဒီချိန်ကြီးကိုအိမ်မပြန်ကြသေးဘူးလားဒီလိုမေးတယ်ကေတွေလည်းကြောင်သွားပြီဘဲနှစ်ယောက်တွေဘဲသူမှလိုက်မလာပါဘူးဒီလိုပြောတော့အကိုအကြီးကမလာမညာနဲ့တယောက်ကအင်ကြီးအညိုတယောက်ကပန်းရောင်နဲ့နေနောက်ကကလိုက်လာတာနေမသိစရာအကြောင်းမရှိဘူးဟောအကူတော်ဆိုင်ရှိမှရက်နေတယ် ဒီလိုဆိုပြီးတန်ရှိပင်အောက်ကိုလက်ညှိုးထိုးပြန်ထေသွေလက်ကြည့်လိုက်တော့အပင်အောက်မှာဘယ်သူမှမရှိဘူးပြီးတော့ကိုကြီးပြောတယ်အင်ဂျင်ရောင်တွေကအတန်းထဲမှာကေသွေတွေးခဲ့တယ်ကောင်မလေးနဲ့ဝေထားတဲ့အရှောင်းတွေပဲဒါနဲ့ကိုကြီးမျက်နှာကိုပြန်လဲကြည့်တော့လေပုံစံကစားနေတာနဲ့မတူဘူးဒါပေမဲ့သေးကြအောင်လို့ဘယ်သူမှမရှိဘူးလေကိုကြီးနင်ငါ့ကိုလာစားနေတာလားဒီလိုကြီးမစားနဲ့တော့ဒီလိုငိုသားကြီးနဲ့ပြောလိုက်ကိုကြီးက ဟာနင်းကဘာကြောင်းနေတာလဲခုနားမှာရက်နေတာလဲမမြင်ဘူးလားဒီလိုပြောတော့ကေးသွဲ့လေအောင်းကိုတော့တာပဲအဲ့လိုကြီးမစားပါနဲ့ငါတကယ်ကြောက်လို့ပါဒီလိုပြောပြီးအောင်းကိုတော့အမိနဲ့ဖေပါထွက်လာကေးသွဲ့ငိုကြီးချမ်းမှဖြစ်နေတာတွေ့တော့ဘောင်းနမနေအောင်ရံဖြစ်တဲ့ထင်ပြီးမေးတာပေါ့ကိုကြီးကဒီလိုဒီလိုပဲလို့ပြောပြီးအမိတပင်အမအဲ့ဒီကောင်မလေးနေရအခုထိရက်နေကြတော့တွေ့လာမိ တယောက်ကစပင်ကြောလည်နေတယောက်ကစပင်ခုတ်ဝဲနေအမေတွေ့တွေ့လို့တွေ့တယ်ပြောတာကိုအမေသမီးကငိုစရာမရှိကြမ်းဖက်ငုံနေတယ်ကိုကြီးကပြောလဲပြောလက်ကလည်းညှို့ပြတော့အမေတို့ကလည်းကိုကြီးပြတဲ့ဘက်ကိုလိုက်ကြည့်တာပေါ့တိတ်ရှာစိုးစိုက်ကြည့်ပြီးမှအဖေနဲ့အမေလေးတယောက်မျက်နှာတယောက်ကြည့်ဘယ်သူမှမရှိဘူးလေဖို့တော့အဖေနဲ့အမေတန်တော်ပြောနေပြီအထင်ရှားမြင်နေပုံရတဲ့ကိုကြီးကလည်းမလျှော့ဘူးအမေတို့ကအမေသမီးဘက်ကိုလိုက်ပြောနေတာ တော့ခေါ်ပြမယ်အဲ့ဒီကောင်မလေးတွေအမေသမီးအိမ်သားကအပြန်အနောက်ကနေကက်လိုက်လာတာသူမသိတဲ့အကြောင်းကိုမရှိဘူးဒီလိုပြောပြီးပြောပြောဆိုဆိုဆိုင်ထဲကနေထွက်သွားပြီးသပြင်ဘက်ကိုသွားပြီးတော့ဘာမြင်လိုက်တယ်မသိချက်ချင်းကြီးမျက်နှာပြပြီးဆိုင်ထဲပြေးဝင်လာတော့တာပဲအမေတို့လည်းရုပ်ရည်ပုံပြောင်းသွားတယ်ကိုကြီးပုံစံကိုကြည့်ပြီးရင်တထိတ်ထိတ်နဲ့ပဲဘာဖြစ်တာလဲမေးကြတာပေါ့ကိုကြီးပြောတာပါတာနာရောက်ခံဒီမှာ တပိတ်နောက်ွယ်ပြီးပျောက်သွားကြတယ်။ဘာတွေလဲမသိဘူး။အမေတို့တကယ်မမြင်ဘူးလား။ဒီလိုပြောပြီးအတန်တွေပါတုံးလာ။အဲ့ဒီလိုနေညနေကခေသွဲကြုံခဲ့ရတာရဲ့ကိုကြီးမြင့်နဲ့နှစ်ယောက်ရဲ့ပုံစံရဲ့ကကွက်တီပဲဆိုတော့ဘယ်သူမှရှောက်ပြောနေတာမဟုတ်ပေ။တကယ်တရေတွေဆိုတာသိကြသွားတယ်။ဒီတော့အမေတို့လေတက်တလောက်မတ်တလောက်နေခေသွဲတို့မောင်နှမနှစ်ယောက်တွေရုပ်ဖတ်ပေးကြတယ်။ကိုယ်ရင်ကိုဝင်နေမဟုတ်ပေ။ကျောင်းမင်းနေရာမှာနေရတာဆိုတော့အတော်လေးစိုးရင်ကြတာပေါ့ ။ထေသွဲကတော့အဲ့ဒီညာကစပြီးရက်တော်တော်ကြတဲ့အထိအဲ့ဒီနေရာကိုမြင်ရောက်ပြီးကြောက်တော့။နှဖူးတဲ့ဒူးတွေတုံးကစိတ်ထွေးနေပြီ။ကြံတွေးမှာပူကြောချမ်းလာတာမျိုး။အင်တာလဲမတော်ရင်ပေါင်ပီးစုံနာနဲ့အပြင်ဘက်လဲမကြည့်ရဲနေ။တကယ်ကိုခြောက်ချားခဲ့ရတာပေါ့။အမေကတော့ထေသွဲစိတ်သက်သာရာရအောင်အဆောင်ကျိုးတွေလည်းရှာပြီးတိုင်မှာလည်းလှူဒန်းလုပ်ပြီးရုပ်ဖတ်ပေးဖို့။အဲ့ဒီလူနဲ့တော်တော်လေးကြမှာကေသွဲကြောက်တဲ့စိတ်လေးအနေထိုင်သွားတယ်။ကေသွဲတို့ပြောဖို့ကိုဆက်ဆက်ကြည့်မိတယ် နင်းနာကဦးလေးကြီးပြောပြတာကတော့အရင်၃လေးနှစ်လောက်တုန်းကကျောင်းထိပ်လမ်းနားမှာကျောင်းသူနေရောက်ဆိုင်ကယ်မှောက်ပြီးတိတ်ဘူးတယ်ကြီးဖြစ်နေတဲ့နေရာကိုတွားကြည့်ခဲ့တော့တယောက်ကစပင်းတို့တယောက်ကစပင်းရှိဆိုတာလောက်တော့မြင်လိုက်တယ်ဆိုပေမယ့်ကေတွေပြောတဲ့နေရောက်ဟုတ်မဟုတ်တော့မသိကြဘူးအဲ့ဒီနေရောက်ဆုံးကစားတော့ကလေကျောင်းမှာအရန်ချောင်းလန့်ကျဲလို့မိစားပြန်တာပြီးအခင်ဖြစ်နေရမှာအဲ့ဒီရဲ့ကင်းပရိယုဒ္ဓတွေတောင်းလောက်ခဲရသေးတယ်လို့လေပြောတယ် တီသွဲတွေးတဲ့တရေမနေရောက်ပါအဲ့ဒီနေရောက်ဟုတ်ဟုတ်မဟုတ်တီသွဲကတော့အဲ့ဒီကိစ္စပြီးကလေးကတောင်ခမ်းဘက်မှာနောက်ကျတဲ့ဒီမနေရဲတော့တာတောင်းပြီးတဲ့အထီးပဲတယ်လေမုံမောင်းလို့ကြွားထိတ်မောင်းညောင်မြိုင်လို့ခေါ်တဲ့နေရာတစ်ခုရှိတယ်နေရာကတကယ်လဲညမီအတိုင်းပါပဲညောင်ပင်ကြီးတွေမြ мян ဆက်ဆန်နေမှိုင်းမှိုင်းညွညွကြီးဒါပေမဲ့ထူးဆန်းတာတစ်ခုကော အဲ့ဒီညံဝင်တွေကသဝိုင်းပုံစံတိုင်းအဝိုင်းလိုက်ကြီးပေါက်နေကြတာပဲအပင်တွေအတွင်းပိုင်းမှာလေညံမဦးစိတ်တွေဝဲလင်းနွယ်ချတွေနဲ့ပွေလီလျှောက်ထွေးပြီးတတိထားကြည့်မိရင်ဓမ္မရဆန်တဲ့နေရာတစ်ခုလိုပဲပြေတော့ရွာရဲထုံးစံတာနှိရှိပင်ကြီးတွေရှိနေတဲ့နေရာမှာအပင်ဆောင်တဲ့ကောပူဇော်ဖို့နှကုံးဆောက်ထားခဲ့ကြနှကုံးကဆက်ပြေပက်လေလောက်ချေတည်ခြေတန်ရှိပြင်းအောင်ကတ်မှုနောက်ပိုင်းဖယ်သူကစာပြောလိုက်တယ်မသိညောင်းမြိုင်မှာဥစ္စာဆောင်တွေရှိတယ် ဥစ္စာဆောင်တွေဆိုတော့သူတို့ပိုင်နေတယ်လူတွေခြေရှုပ်ကြမကြိုက်ဘူးဆိုကြွားထဲမှာလူပြောသူပြောများလားဒီတော့နှစ်ကုန်းကိုကြောသူရသားတွေအသွာလာတိတ်မရှိတော့ပြုပြင်ထိန်ထိန်မဲ့သူလည်းမရှိတော့ဘူးတဖြည်းဖြည်းရိုးရင်းပြက်စီးတော့ဒါနဲ့ပဲနောက်ပိုင်းမှာညောင်မြိုင်ကရွာသားတွေအတွေ့ထောက်ရှားစရာနေရာတခုစဖြစ်လာညဘက်ဆိုတော်ရုံလူကနှစ်ကုန်းဘက်ကိုမတော်ရဲ့ဘူးဥစ္စာဆောင်ဖန်းစားလိမ့်မယ်လူစားလဲခန့်ရလိမ့်မယ်လက်ပြလှရင်ဥစ္စာဆောင်တွေကသဘောကျလို့ သူတို့နဲ့နေဖို့ခေါ်ထားလိုက်ပြီဒီလိုအစတပြီထင်ကြေးပေးပြောတဲ့စကားတွေကအမှန်တကယ်လို့မှတ်ယူခံလာရပြီရသူရသားအများစုကလည်းညောင်မြိုင်ကိုချောင်းတထက်ချောင်းလာကြတယ်တချို့နေရာတွေကိုသွားဖို့လာဖို့ညောင်မြိုင်ဘက်ကသွားရင်နေပြီမယ်တချို့လမ်းကနေဒကုဒကကွေ့ပက်သွားကြတချို့တုံတတိုက်ကြကားကိုက်ဆိုတဲ့သူတွေကတော့ညောင်မြိုင်ရောပါရောမသိသွားရရှိရင်သွားပြစ်တာပဲဘယ်ဥစ္စာဆောင်မှမတွေ့ဘူးဒီတော့ကျုပ်တို့သွားတာဖြစ်အားမမတွေ့ပါဘူးပြောရင် ဥစ္စာဆောင်တဲ့တင်းကိုယုံကြည်သူတွေကနင်းကညာဘက်သွားတာမှမဟုတ်ပေနင်းကလက်ပြမှာမလှတာဒီလိုစသဖြင့်အနာမခံပြပြောတတ်ကြမိုးမောင်းလည်းငငယ်ကတော့လူကြီးတွေပြောသမျှနားထောင်တော့ညောင်မြိုင်ကိုကြောက်တာပေါ့ဒါပေမဲ့နည်းနည်းလေးအရွယ်ရောက်လာပြီစူဆန်းတက်တယ်ခလေးမကလူပြုံမကြအရွယ်ရောက်တော့ကျွားလေးကခလေးဖို့ပေါင်းသိန်းတွေနေညောင်မြိုင်ဘက်သွားကြည့်တစ်ခါမှဘာဆိုဘာမှမတွေ့ရတော့မိုးမောင်းညောင်မြိုင်ကိုတိတ်မကြောက်တော့ တခါတလေဆိုညောင်ပင်ကနွယ်တီနဲ့တောင်ခိုးစော်စီးလိုက်သည်ဒါပေမဲ့နှကုံးပေါ်တော့တက်မစော်ရင်ဘာလို့လဲဆိုတော့လူကြီးတွေပြောစကားအရနှကုံးကမြင်မြတဲ့နေရာတကူဆိုတဲ့အတိဆွဲနေပြီမလို့မခံလေးစားသွားမလို့ရေညောင်မြိုင်းကတော့မုံမောင်စိတ်တွေနည်းနည်းမှမကြောက်တော့ဘူးပေါ့အဲ့ဒီလုံနဲ့မုံမောင်ဆဲတန်းဒုရီယာနေညတဲ့ညဒီညအကြောင်းမစားခင်အရင်ဆုံးမုံမောင်ဆဲတန်းကြတဲ့ကိစ္စကြီးအစကိုအရင်ပြောပြမုံမောင်က ခြေတန်းနှင်းလောက်ကလေးကဗန်နယ်နေတဲ့နေပြုတ်ကခင်းဆိုင်မှာသွားဆိုရင်ခင်းဆွဲတော့အစာပိုင်းတော့အကြောင်းစင်းချိန်ကြောင်ပိတ်ရက်တွေပဲဆော့တယ်ဆယ်တန်းနှင်းလည်းရောက်ရောက်ကြောင်လဲလီအင်္ဂါကျူချင်းကပေးတဲ့ပတ်စံတွေလည်းမသွင့်ပေခင်းကြီးဆော့ပြီဆော့တာမှသမင်းမေဟင်းပြီနေကုန်နေကန်းဆော့တယ်အင်္ဂါတော့တူတော်သားလီကြောင်လဲကျူချင်းသွားနေတယ်ထင်ပြီဘာမှမသိရှာတီးတဲ့ချိန်ကလေဆယ်တန်းစာတင်နှိမ့်ရေသုံးပုံနှစ်ပုံလောက်ရောက်နေအဖေတို့မေတို့ကမိုးမောင်ကိုထိမနိုင်တော့တာသိကြတော့ မြို့ကဒေါ်ရီစီလှုပ်သွားလုံနေတဲ့မိုးမောင်ရဲ့ကိုကိုတိုးကိုလှမ်းတိုက်ကိုတိုးကိုတော့မိုးမောင်ကြောက်တယ်ငယ်ကြောက်လို့လည်းပြောလို့ရတယ်ကိုတိုးနဲ့မိုးမောင်ကအသက်၁၂နှစ်လောက်ပွားတော့ညီကိုချင်းရဲ့လိုလက်ပွန်းတတိတိတ်မရှိမိုးမောင်ကမိဘတွေကအငယ်ဆုံးလေးဆိုအလိုလိုက်သမျှကိုတိုးကတော့တင့်ကျက်မိဘတွေရှိဆိုနဘူးနဆလုံးအတင်းကြည့်တိုင်းသမျှကိုတိုးအငယ်ကောင်လို့လေတန်းခပ်ပြပြနဲ့ခေါ်လိုက်တယ်မိုးမောင်ဇက်ဖို့ပြီးတန်တိတ်ပြီးတခါတလေအကြည့်လွန်ပြီး ေတန်ဟန်တာလောင်းနဲ့မရရင်တော့ကိုတို့ကအင်ကောင်းရင်ကအဝေးရပင်ဂိုင်းသွားချိုခြေတလုံးကိုဆက်ဆက်ဆက်လေးရိုက်တယ်။မိုးမောင်းကလည်းကိုတို့ကိုကြောက်တာကြောက်ပေမယ့်တင်းရင်လက်တလို့တော့ခြုံကိုတိုက်နေတယ်။တခါတလေအင်ရှိကကလေးထိုင်မှာကိုတို့စားဖက်ရင်အိပ်ပျော်လေးရှိတယ်။အိပ်ပျော်တိုင်းလေးစက်ကြီးမော်ပြီးပါဇက်ဟောင်းသားကြီးမမော့ကြီးအိတ်တက်လွန်လို့အဖေကဆို ကိုတို့ကိုအကမော့တို့လောင်နမီပြောင်းဝေးထားတယ်။အဲ့ဒီလိုနဲ့အိပ်ပျော်နေတဲ့ချိန်ဆိုမိုးမောင်းကဟားနေတဲ့ကိုတို့ပါဇက်ထဲကို မကြီးစီ၃လေးစေးလောက်သွားထည့်ထားလိုက်။ဒီခါတလေကျတော့နေမိုးမောင်ငြုတ်တီးနှပိုင်းချုပ်တမယာချင်းစသဖြင့်ပေါ့။ကိုတို့နိုးလို့သိပြီဆိုရင် ခွေးကောင်းဆိုပြီးတွေ့မဟန်ပြပေးမယ်။ဒီကြဲကြဲနဲ့ပဲပြီးတော့ဘယ်တော့မှမတွေ့ဘူး။ကိုတို့မိုးမောင်ပေါ်စီကံပိုင်းမှာအချော်မပေးပေးမယ်။ချစ်တဲ့ဆိုတာတော့မိုးမောင်သိတယ်။ဘလို့ပဲချစ်ကြည့်။မိုးမောင်၆တန်းနဲ့မှကိုတို့မျိုးကတော်စီသွားနေပြီးအလုံးလုံးမဲ့ဆိုတော့မိုးမောင်တရားအရန်ကိုပြောခဲ့တယ်။ ိုတို့မှာအင်္ဂါထွက်လို့ကြွားထိတ်မရောက်တယ်အိမ်မှာမိုးမောင်းကွာလွတ်လပ်ရေးကြပြီကွာလွတ်လပ်ပြီကွာဒီလိုဆိုပြီးဖုံမပြောင်မျိုးနေခဲ့အဲ့ဒီလိုနဲ့ပြီးမိုးမောင်းအဖေနဲ့မေပေါ်ဆိုးလိုက်တာစက်တန်းနေ့တိဆိုပါတော့စက်တန်းပထမနေ့မှာမိုးမောင်းဒီလိုဒီလိုတွေခင်းနိုင်ကျဲနေတာဆိုတော့ကိုတို့ချက်ချင်းပြန်လာကိုတို့ကိုယ်တိုင်ကစက်တန်းမှာဒေဝဗေဒဂုံတို့နဲ့အောင်ပြီးဝယ်လဲရပြီးသားဆိုတော့မိုးမောင်းကိုယ်တွေမိဘတွေက ကိုတို့လို့ ။ဒိမ်မာပြီးတော်စီတက်စီကျင်နေ။ဒါနဲ့အင်ကိုကိုတို့ပြန်ရောက်လာ။မိုးမောင်းလေအရှင်တို့ထင်အောင်လုံးလို့မရတော့ဘူး။ငကိုကလေးကငယ်ကြောက်ဆိုတော့ပိုးဆိုးတယ်။ကိုတို့ပြန်ရောက်ရောက်ချင်းမိုးမောင်းကိုပြန်ထင်းချောင်းတက်မဲ့ပေးမယ်။အဲ့ဒီတနေ့ကတော့မိုးမောင်းဆောင်ပွဲကြသွား။ဒါနဲ့နောက်တစ်နေ့ပြန်တဲ့ဖို့ဖြစ်လာတာပေါ့။အဖေနဲ့အမေကလည်းမိုးမောင်းကိုမနိုင်မသိနေတော့ကိုတို့ကပဲတနာခံမိ။သားကြီးဒီတနေ့တော့မင်းကြီးဆယ်တန်းအောင်ဖို့ပေးတက်မဲ့ပေးပါဦး။ ဒီလိုပြောတယ်ဆက်တန်းဒူနီယာနေ့မှာမောမောင်မနက်၈နာရီကနေညနေ၅နာရီထိသူရှင်သွားတယ်ညကြတော့၈နာရီကနေ၇နာရီထိအိမ်မကိုတိုးနေစာဆက်လို့ရကိုတိုးကလည်းအိမ်မနေပြီမေးအလကားအချိန်မဖြုံးဘူးမောမောင်ကျူရှင်သွားနေတဲ့အချိန်ကိုတိုးကအနီးနားကရွာကစိုက်ပျိုးရေးပစ္စည်းဆိုင်မှာအလုပ်ဝင်ဆိုင်ကညနေ၆နာရီခွဲလောက်မှာပိတ်တော့အိမ်ကို9နာရီလောက်မှာပြန်ရောက်တယ်ဒီလိုနဲ့တနေ့အဲ့ဒီနေ့ကကျူရှင်ကားဆရာတယောက်မလာလို့ဆို ညနေ3:00နာရီခွဲကလေးကဆင်းပေးလိုက်ဒီတော့မုံမောင်လေးရတဲ့ခွင့်ရေးကိုအမေရဖမ်းပြီးဒိန်းဆိုင်သွားတာပေါ့အစားကတော့တနာရီလောက်ပဲကစားမယ်လို့စဉ်းစားထားပေမယ့်တကယ်တကယ်စော့ပြီဆိုတော့ဇန်းဝင်ပြီး6:00နာရီကျော်အထိရောက်သွားတယ်။နိုင်ကြည့်မိတဲ့အချိန်မှာအလံတကြားဖြစ်အပြေးတပိုင်းအိမ်ပြန်ဖို့လောက်တော့ကိုတို့က9:00နာရီအိမ်ပြန်ရောက်မှဆိုတော့ကိုတို့အိမ်မရောက်ခင်မုံမောင်အိမ်ကြောက်မှဖြစ်မှာကိုဒါပေမဲ့ပြန်နေကြလမ်းတိုင်းပြန်မုံမောင်ဘယ်တင်းထဲမှာအချိန်မီပြန်ရောက်မနိုင် ။ဒါနဲ့ပဲဖြက်လန်းဖြစ်တယ်။ညောင်မြိုင်ဘက်ကနေပြန်ပို့ကြံလိုက်။ညောင်မြိုင်ဘက်ကနေဆိုအตาလေးအိမ်ပြန်ရောက်မှသိတော့။မုံမောင်ဖြည်းဖြည်းမှန်မှန်ပဲဖြောက်လာခဲ့တယ်။မိုးရသည်ဆိုတော့၆နိုင်ကျော်အချိန်ကပုံမှန်ဆိုမမောင်သေးပေမယ့်မိုးအောင်နေတော့မှောင်တောင်တော့ဖြစ်နေ။ညောင်မြိုင်နိုင်ရောက်ခံနေတော့မောင်ရင်လည်းပို့ကြလာ။ဒါနဲ့မုံမောင်တင်းဆောင်နေကြ။ဘယ်ဒီတမီလေးလက်ထက်အသိငယ်ဖြောက်လာတာပေါ့။ညောင်မြိုင်မြောက်ခင်အကွိနေမလမကန်းလောက်ရောက်တော့ ဟင်းလမ်းဘေးကတင်းကုပ်ပေါ်မှာမိမတယောက်ထိုင်းနေအင်ကြီးခါတို့အနဲ့ရောက်နေချီချမ်းထမင်းအနဲ့ရောက်နေသပင်းကလည်းခါလေလောင်းနေမိုးမောင်းလာတဲ့ပဲကြောပေးပြီးထိုင်းနေမြင်းမြင့်ကြီးမိုးမောင်းထင်လိုက်တာကဒီအချိန်ကြီးဒီနေရာမှာတယောက်တည်းဆိုတော့ဒီစားနဲ့ချိန်ထားတာပဲနေပါပုံမှန်လို့ဆိုဆက်စုအောင်မပေးမယ်အကိုကတော့ကိုအိစားနဲ့ကိုလောနေကြတော့ဖြည့်သွားဖို့ပဲမဲတဲ့နေရကြောက်လိုက်ရင်မုံမမလှမ်းမကန်းရောက်လို့အဲ့ဒီမိမက ြုံးဆိုထိုင်ရန်ကနေထပ်ပြီးခေါင်းကြီးနောက်လဲအခုံကြီးနောက်ပြပြီးအညောင်းဆန်းတို့လို့လှုပ်တုံးနေတဲ့ပုံစံကြီးကထင်မထားတာမလို့မိုးမောက်မျက်လုံးတွေကိုလိုကန့်လိုက်ဒါနဲ့အဲ့ဒီမိမကအညောင်းလဲဆန့်ပြီးချက်ချင်းဆိုတို့ရှေ့ကိုခါကြီးကန်းချောင်လက်ကိုလေဖြောပက်ကြီးဖြစ်အောင်တန်းလန်းကြီးချပြီးပုံကုံကြီးလုံးနေမိုးမောက်နည်းနည်းလဲလန်သွားတာမလို့ချစ်ဆက်မတိုးပေခြေလန်းတန်သွားတတဖက်ကဓမေကိုတေချာမြဲနေအောင်ကင်ထားပြီတဖက်ကလွယ်အိတ်ကျိုးကိုချစ်ချစ်ပေါအောင်ကင်ထားတယ် မျိုးသမီးပုံစံကြည့်ရတော့သိပ်ပြီးပုံမှန်မဟုတ်လို့မဟန်ဘူးဆိုတာတော့သဘောပေါက်စပြုတ်လားဝန်ကထိုင်းနေတုန်းကတာမန်ရွယ်စားပေးမိထားလိုက်တော့အရှက်ကမုံမောင်းထက်တော့ခေါင်းနှလုံးစာလောင်မြင့်အချိုးစားကလည်းပိန်တယ်ဆိုတာထိအစင်းမြင့်နေရတွေကတိတိတတ်တတ်ကြီးထင်းနေအောင်ကြည့်နေခေါင်းကြီးငုံတာတော့မျက်နှာကတော့မုံမောင်းသိချာမမြင်ရဘူးမုံမောင်းကြည့်နေတုန်းမှပဲအဲ့ဒီမျိုးသမီးကအဲ့ဒီလိုပုံပုံကကန်းကြီးရတာတန်းဟိုဘက်ကို ဖြည်းဖြည်းချင်းကုသွားပြီးတော့အဲ့ဒီပုံစံတိုင်းနောက်ပြန်ကြည့်နေဒီဘက်ကိုပြန်ဆုတ်လာတလန်းသွားတိုင်းခါခါမြောက်နဲ့မြင်းလာလိုက်ပြန်ကြသွားလိုက်စပင်းတွေကဝေးခနဲ့ဖြစ်လိုက်နေတော့ဟာသူစိတ်ကြတော့မှန်းနေတာဒါပေမဲ့မောင်ကြီးပြောစမှာစပင်းဖားလာတဲ့မိမတွေအဲ့ဒီလိုကြီးခြေတိုးနောက်ဆုံးလုံနေတာကိုကြည့်ရတော့အတော်လေးကြောချမ်းစရာကောင်းတယ်မုံမောင်အသက်တောင်ရှူဖို့တတိမရပဲမမိတ်မတုံကြီးကြီးနေမိတော့မှအဲ့ဒီမျိုးသမီးကနောက်ပြန်ကြီးစုံနေရကနေ လမ်းလိုက်ကြောကြောလောက်မှာရှက်သွားပြီစက္ကနဲ့မိုးမောင်ပဲလှဲ့ကြည့်။ဘာပြောကောင်းမလဲမိုးမောင်လေတံပီနောက်ကိုဖုံးဆုံးမိလိုက်တာပေါ့။ဂျင်းကလည်းတုံသွားတာမှာဒိန်းကနေဖြစ်ပြီ။တွေးတောင်စောင့်တဲ့သွားသလိုပိုကနေပြီ။မိုးမောင်ဘက်ကိုလှဲ့ကြည့်လိုက်ပြီ။သူ့မျက်နှာပေါ်သပင်တွေအုပ်နေတာရောမှောင်နေတာရောကြောင့်မိုးမောင်သိချင်မမြင်ရဘူး။မိုးမောင်လမ်းတကြားကြီးဖြစ်ပြီ။မေလုံးပြူးကြီးနဲ့ဖြစ်နေတုံးမှာ။နင်းလန်းနေသွားတယ်။အမျိုးသမီးစီကထွက်လာတဲ့အတန်းက အဖွားအုပ်တွေတန်တုံတလို့တုံလုံးအရှားနေလို့မိုးမအောင်ကြောတဲ့တောင်စိတ်ငနေဖြစ်သွား။အမဲညမဲတေချာမသိလို့စိတ်ကျလန်းတော့လန်းနေပြီ။အိမ်ကိုလည်းအမြန်ရောက်ဖို့လုံးနေတာမလို့မိုးမအောင်ရှေ့ဆက်သွားဖို့စိတ်ကိုတင်းထားလိုက်။အိုးစိမ့်နဲ့ကိုရှေ့ကိုဆက်တိုးလာရပြီ။အဲ့ဒီမျိုးသမီးနဲ့ချစ်တယ်လားနီးလာတာ။ချင်းကတဒိန်ဒိန်နဲ့ပိုးတုံလာ။အမျိုးသမီးကလည်းအကူဒီခွန်းကတားမလုံးမရှယ်ဂုံဂုံကြီးရှိနေသေးတာဆိုတော့စိတ်ထည် ဒီအမမညောင်းဘူးလားမသိဘူးဒီလိုတောင် ဖြက်ကနေတွေးလိုက်မိသည်ဘေးကနေဖြက်သွားရတဲ့အချိန်ဆိုမုံမောင်အတက်ကိုမရှူရဲတာကြောလာပြီးမှစိတ်ကိုလျှော့ပြီးခင်းကနေတပင်းချလိုက်တော့တာပဲစိတ်လဲနေနေတက်တာသွားပြီးခြေကိုတုပ်ချိနေရင်ပင်မုံမောင် စိတ်တဲ့တမျိုးကြီးဖြစ်လာနောက်ကိုလှဲ့ကြည့်အမျိုးသမီးကအဲ့ဒီနေရာမှာအဲ့ဒီတိုင်းကြည့်ခေါင်းကတော့မုံမောင်ဘက်ကိုလှဲ့ကြည့်ထားမောင်လေးလိုမျက်နှာကိုမမြင်ရပါဘူး။မုံမောင်ကိုစားကြည့်နေတယ်လို့မသိစိတ်ကအလိုလိုခံစားရပြီ။ကြောချမ်းနေတာပေါ့ အဲ့ဒီလုံနဲ့ကြောမလုံတော့မုံမောင်လှဲကြည့်လဲကြည့်နေခြေသွားနေရင်ပဲအကွေးကိုကြော်ပြီးညောင်မြိုင်နားရောက်သွားညောင်ပင်းကအရေးကြတာဆိုတော့လုံးဝအမောင်ကြသလိုဖြစ်သွားပြီမလို့မုံမောင်ဓမင်းဖြွင့်ပြီးဆက်လျှောက်လာကျောင်းနေတဲ့အချိန်ကိုရှေးကနေတယောက်ယောက်သွားသလိုခြေတန်တစ်ချက်ချက်ကြားနေရတယ်သိသိနေတဲ့အချိန်ဆိုတော့ခြေတန်ကကိုခြေတန်အပြင်နောက်တဲ့ခြေတန်တစ်ခုထက်ရှိနေတော့တသက်ကောကောကြားနေကြညောင်ရွယ်၆တွေပေါ်ဖြန့်နှင်းသွားတယ်ခြေတန်ဆိုတော့ပို့ပြီးပီပီတတကြီးဖြစ်နေတာပေါ့ ။တရေချောင်းနေပြီဆိုတော့အတော်လေးတေးကြတာလောက်ချင်းနေပြီဆိုပေမယ့်မိုးမောင်နောက်ဆုံးဖို့ကလည်းမဖြစ်နိုင်တော့ဘူး။အချိန်အားဖြစ်ရော အချိန်နေအားဖြစ်ရော နောက်ကျောင်းပြန်လဲဖို့ကတော့အဆင်မပြေဘူးလေ။ဒါနဲ့ဘဲမှမကြည့်မိအောင်မျက်လုံးသိကြည့်နေ။ချစ်ဆက်လျှောက်တော့မှနားထဲရည်တန်းလို့လို့တပင်းချတန်တို့လို့အတန်းကြီးကြားလိုက်ရ။တွုံးမနေတော့ဖြစ်သွားပေမယ့်ခြေလမ်းကိုမရက်ဘူး။ချစ်ကိုဆက်သွားနေရင်ငကွန်းနားရောက်တော့သွေးညိနှမ်းလို့နန်းကြီးကတိုင်နေအောင်ရလာ။အတန်းကလည်းတဖြည်းဖြည်း ကိုနီးနာတီရောက်လာသူလိုဖြစ်တော့သူကကြသိမ်းမွေးချင်းနဲ့ထားပြီးတဖိမ့်ဖိမ့်တရှိန်ချင်းတွေဖြစ်နေငကုံးရှိတက်တဲ့ရောက်တော့ဘုံမောင်းစိတဲ့တော်တော်သေးသေးသာသာကြီးလေးသွားစိတ်ကြီးလေးတာမဟုတ်ပဲလူကလည်းမလုံးချင်တော့သလိုလေးလေးလက်လန်နေအဲ့ဒီချိန်ငကုံးတဲကနေအသက်ရှူတန်ခပြင်းပြင်းလို့ကြတော့ဘုံမောင်းကိုစိတ်ကို တားနေတဲ့ချားကနေလက်ကြည့်မိသွားငကုံးနဲ့အကြည့်ရောက်တော့မှောင်မန်းနေတာပဲမြင်ရတယ်ဘာမှမမြင်အောင်တကယ်ဆိုဘာမှမမြင်ရရင် ဆက်သွားဖို့တိတ်မိမယ်။မိုးမောင်ကိုမသိစိတ်ကိုတားလို့မရ။အဲ့မေမမြင်ရလို့ဆိုပြီးဓမီနဲ့ပါထိုးကြည့်လိုက်တော့တာ။ဓမီထိုးရကြိုနန်းအောင်ကိုတွေးရတော့တာပဲ။မိုးမောင်ကတော့လက်နဲ့မလက်နဲ့အတန်ကိုမထွက်နိုင်တော့တာ။ပဇာကတော့ဟောင်းသားကြီးပေါ့။ငကုန်းထဲမှာဘောနဲ့ကလမ်းမတွေးခဲ့တယ်အနဲ့ရောင်ဝဲဆက်နဲ့အမျိုးသမီးကတောက်တောက်ကြီးရန်နေလေ။မျက်နှာမှာကဓာဖောက်ရလို့ဖုံးချောင်းပြဲကြည့်နေ။မျက်လုံးတစ်ဖက်နေရကအထက်ကိုဟောင်းလောင်းပေါက်ကြီးမြင်းနေကြ။ ။တင်းတဲ့တလုံးကမုံမောင်ကိုစိုက်ကြည့်နေပြီ။ရုပ်ရည်ကြီးနဲ့ကောင်မှကြီးတာကြည့်ပြီးမမြင်တလို့ကြောင်စစ်စီနေ။မုံမောင်မအောင်နိုင်ပေ၄စက္ကန့်လောက်တရေမနဲ့အကြီးဆုံးသွားပြီးတဲ့အချိန်မှာဟင်းအဲ့ဒီဟင်ကမုံမောင်စီကနေထွက်လာတဲ့အတန်မဟုတ်ဘူး။တရေမစီကထွက်လာတဲ့တန်တော်တန်။အစားကမုံမောင်ကိုရုပ်ရည်ကြီးနဲ့စိုက်ကြည့်နေရကနေ။ကောင်းကိုမသိမသာပုံငဲလိုက်ပြီ။ထိထားတဲ့ပါးစပ်ကလေတိတ်ကနေဟသွားပြီ။ ်တန်တော်နဲ့ဗဇက်ဟောင်းသားကြီးဖြစ်သွားတော့လောက်ပြတကယ်ကမိုးမောင်သူ့ကိုမြင်ပြီးဖြစ်သွားတဲ့ပုံစံကိုပြန်လောက်ပြပြောရရင်ပြောင်းတဲ့သဘောပေါ့လေအဲ့ဒီလိုဗဇက်ဟောင်းသားပုံစံနဲ့နှစ်ဆန်းကလောက်လောက်ပြပြီးတော့ခချင်းဆိုတော့တဟီးဟီးနေကျုံတော့နေအောင်ရေပြပါလိမ့်ရောဒီပြမှာပုံစံကပူကြောက်ဖို့ကောင်းသွားတယ်ကြာကြီးလဲခြေထွက်လာဗဇက်ကလေမျက်နှာတစုံနီးပါးကျပြီအဲ့ဒီလိုပုံစံကြီးနဲ့ရှေ့ကိုခါးခိုင်းလာပြီ မုံမောင်ပေါ်မုံကြလာတယ်လို့ဖြစ်တော့မှာမုံမောင်လည်းပြေဖို့တတိရပြီနေရာကနေခြံကနေလှည့်ပြေးတော့တာပဲတကယ်တမ်းစိတ်ကသာပြေးနေပြီသူကမပြေးနိုင်ဘူးအကြီးတရံဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်နေစိတ်နဲ့ကိုမကတော့လို့ကြီးတွေတွားနေမိကိစ္စကအဲ့ဒီတည်းမပြီးဘူးနောက်ကနေခြေတံကတောက်လျှောက်ကပ်ပါလာခြေတံတွေဘဲကမလဲမစားပိတ်ပြီးကြည့်ရနေတယ်လို့တဟင်းအတန်ကြီးပါချားနေရမုံမောင်ဇောချွေးတွေပြန်လာပြီခြေလန်းကျဲကြီးတွေနေလျှောက်လာပြီ နောက်ကအတန်ကထက်ချက်မကွာပါလာထုံးပဲ။ညောင်မြန်ကိုကြောလာပြီးတော့မှအတန်တွေလုံးဝငြိမ့်သွားတော့မုံမောင်နဲ့နဲ့စိတ်အေးသလိုဖြစ်ပြီးသိကြအောင်ခနာရဲ့နားဆုံးလိုက်။အစကတော့ဘာတမ်းမှမကြောက်ရတော့သလိုဖြစ်ပြီးမှအတန်ခပ်ပြင်းပြင်းတစ်ခုကဘယ်ဘယ်နားလေးကကပ်ပြီးထွက်လာနေသလိုဖြစ်နေ။ဒါနဲ့ပဲမုံမောင်ကိုယ့်ဖယ်ဖက်ကိုနည်းနည်းလေးငဲ့ပြီးမျိုးလုံးဆောင်ကြည့်လိုက်တော့အမလီပြဒီတကားတော့မုံမောင် ဖင်ကိုမိစားနဲ့တုတ်ခံလိုက်ရသလိုဖုံပေါပြီးပြေးတော့တာပြေးဆိုခေါင်းကမြင်လိုက်ရတာကမုံမောင်ဖွယ်ပဲပခုံးပေါ်မှာမေတဲ့လူရင်းကန်နေအနေထားနေသပင်မမဲတွေကြာကမျက်နှာပြနေနှန်းကြီးကိုအနီးကပ်ကြည့်မြင်လိုက်ရတာကိုမုံမောင်ပြေးပြီမေအဟီးကြီးတန်ကြီးကနာနာလေးကပ်ပြီးကပ်ပါလာတော့မေတန်ဆိုးကျင်တော့ပြေးနေကြည့်မုံမောင်တမင်းတစ်ခုနဲ့ခလို့တက်ပြီးမောင်လေးလဲပါလေကိုဇောနဲ့ကိုမလို့ချက်ချင်းကုန်းယုံထားပြီမေ သူကကိုနဲ့ကားတော့ညံ့ညံ့မပြေးနိုင်တော့ကြောက်စိတ်ကြောင့်ဘယောင်ကတန်းနဲ့နောက်လက်ကြည့်မိတော့အနောက်မှာကမြေကြီးပေါ်ကနေတရောင်လောက်ထိမြောက်တန်းနေပြီဖြီတီတီရုံနေဒေတဲ့ကျွေးပါနေတလို့ကြီးလိုက်နေတဲ့တည့်ရဲမှာမိုးမအောင်ရွာတဲ့ဝင်လာပြီးပြီမယ်အာစီမိတလို့အော်လဲမော်အောင်နိုင်ဘာမှလည်းမပြောနိုင်ဘူးထွေးတွေပြန်ပြီးအိမ်ရှိရောက်ကိုပဲအပြေတစ်ပိုင်းသွားနေတယ်အိမ်ထဲရောက်တော့မှစိတ်လျှော့နိုင်သွားတော့သူကပုံလေးလျက်သားထိုင်ချပြီအမေလို့ရေကောင်းတဲ့ညီနေ အတကုံအွန်လိုင်းလိုက်တယ်။နောက်ထပ်ထားအောင်မလို့ပြင်းနေတုံးမှပဲ။မြင်ကွင်းထဲရောက်လာတာကဘေးမှာငုတ်တုတ်ကြီးလာထိုင်ပြီးအော်အုံးလေးဆိုတဲ့ပုံစံနဲ့မိထိုးပြနေတဲ့တရဲမှာမိုးမောင်ဘလို့မှမအွန်လိုင်းတော့ပြီးမျိုးလုံးကြီးပြုတ်ပြီးမျက်ရည်တွေကျလာ။သူကလည်းလုံးဝလှုပ်လို့မရတော့။အော်တန်းကြောင့်အိမ်ထဲကပြေးထွက်လာတယ်။အမေတို့ကလည်းအစားကားတော့မိုးမောင်တို့ကိုအနာတရဖြစ်လာတယ်ထင်ပြီးဒဏ်ရာရှားနေကြပြီ။ဒဏ်ရာမတွေ့တော့မှမိုးမောင်ဖြစ်နေတဲ့ပုံကိုကြည့်ပြီး ိုးလာတယ်တော်တော်အပားမိလာတာလားမသိဘူးလုံးပါအောင်ဒီလိုဆိုပြီးဘေးအိမ်တွေကိုပါအော်ရိတ်ကိုညီတောင်းတော့အိမ်နာတဝိုက်မှာအတော်လေးပွက်လို့ရိုက်သွားတာပေါ့အဲ့ဒီညာကအိမ်ကိုရွာချောင်းကဖုန်းကြီးလာတာလဲသိအမျိုးလေးရောက်လာတာလဲသိပေမယ်ငုံးမအောင်ညောင်းမြိုင်မှာတရေမှကြီးဒီလိုတခုံးကလွဲကျင်ကျန်တာတွေကတောင်ပြောမြောက်ပြောတောင်းစားတွေအကြောင်းတွေဘယ်သူနဲ့မတိုက်တာတွေစသဖြင့်ပစက်တွေတွေ့ရတွေကိုမျိုးလုံးကြီးပြုံးနဲ့ပြောနေမိတယ် ပြီးတော့ဘေးမှလာထိုင်နေတဲ့သူတွေကြားကနေတရေမကကိုကပေါ်လာလိုက်ဒီကပေါ်လာလိုက်ဖြစ်လို့ထထအောင်မိနေတော့တာပေါ့အဲ့ဒီညာပြီနှစ်ရက်သုံးရက်အထိဘုံမောင်းဒီလိုကျွန်တော်ကြီးပဲဖြစ်နေပြီထထအောင်နေတော့အမေတို့ကကြံရမရတဲ့အဆုံးကိုရင်ဝေပေးလိုက်တယ်ကိုတော့ကတော့ဖုန်ကြီးဝေးလို့မှမထူးရင်စိတ်ယုံပြဖို့ဘာညာအထိစီစဉ်ထားပြီဒါပေမဲ့မုံမောင်းပုံမှန်တိုင်းပြန်ဖြစ်သွားပါပုံမှန်ဖြစ်မှာတရေ၆ခန့်ရတဲ့အကြောင်းတေချာရှင်းပြပေးမယ် ရွာကလူတွေကတော့ဥစ္စာဆောင်ကလူစားတဲ့ကြီးပဲတတ်မှတ်ကြတာနောက်ဆုံးမုံမောင်းကပဲကြက်တလို့ထင်ကြတော့ဆိုပြီးလက်ချောလိုက်ကိုမြင်ကြရတာကိုပဲသိတာကိုညောင်မြိုင်ဘက်ကတော့မုံမောင်းဖက်ချေမချပြတော့ဘူးဒီလိုနဲ့ဆယ်တန်းအောင်လို့မြို့မှာတက္ကရိုသွားတတ်နေတော့ကျွားကနေသတင်းတစ်ခုကြားရတယ်ညောင်မြိုင်မှာနှကုန်းသိပြန်ဆောက်ဖို့လုပ်ရင်နှကုန်းအောက်မှာမြင်းမြုပ်ထားတယ်လူတွေရုပ်စုတစုတွေ့တယ်လို့ပြောတယ် ကြည့်ရတာလုံမသိတုံမသိအလောင်းလာဖျောက်ပြီးမြေမြုပ်သွားတဲ့လူလေးထင်ကြီးပေးကြတယ်အဲ့ဒီရိုးစုနေမုံမောင်းကို၆တဲ့တရေမှာစစမှုရှိမရှိကတော့အတက်တော်မပြောနိုင်ဘူးပေါ့ဒီစာရေးသူမာယာရေးသားထားတော့ပရလောကဇလန်နှစ်ပုတ်ကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါလေခင်ဗျာနောက်လာမယ့်ဇလန်များကိုလေစောင့်မျှော်နားဆင်အပေးကြပါအောင်ခင်ဗျာ နားဆင်သူပရိသတ်များကိုစိမ့်နှပြရွှေလန်းချမ်းမြေကြပါစေခင်ဗျာ။